ငါကဘာကောင်လဲငါနောက်မှာဘသူတွေရှိလဲငါကိုလှုပ်ရဲလို့လားဘသူကအမှုဖွင့်ရဲလဲဘယ်စက္ကန့်ကအမှုဖွင့်ရဲလဲဆိုပြီးအာပေါင်းအာရင်တန်တန်နဲ့လက်သီးလက်မောင်းတန်ခဲ့တဲ့အဲသူအခုတော့မမိုးခိုင်ဆိုတဲ့မိန်းမကဘလို့အမျိုးအစလဲဘလို့အဆင့်အတန်းလဲဆိုတာကိုသိရပါမယ်လက်ရှိရှေ့တန်းမှာတာဝန်ထမ်းဆောင်နေစစ်တီရဲ့အခြေအနေကိုခင်ဗျားတို့မသိဘဲနဲ့ line ပေါ်ကနေပြီးတော့နော်အဘကကြောင့်ကြီးပုံကြီးကိုနောက်မှထားပြီးတော့အာမချောင်းနဲ့ ဲအားလုံးပဲမင်္ဂလာပါကျွန်တော်ရေဘိုရိုဒီမာဒီနေ့ကတော့2025ငါးလပိုင်း9ရက်နဲ့နေ့လယ်ပိုင်းအထိပေါ့နော်ရရှိထားတဲ့သတင်းထူးတွေကိုတက်နံတော့ကျွန်တော်ပြင်ပြီးတော့မျက်ဝေပေးပါမယ်ဆိုတော့ပထမဆုံးကတော့ဘမောချင်းနဲ့နောက်ဆုံးရအထိပေါ့နော်နောက်ဆုံးအထိဘမောချင်းနဲ့ဘလူတွေရှိလဲဆိုတာကိုမြန်မာနောက်သတင်းဌာနကဖော်ပြထားတဲ့ဒေါ်လိုင်းရေဘိုတဝီပြောပြထားတဲ့ရုပ်သံဖန်ကိုကျွန်တော်နဲ့တူပြင်ပြီးတော့နားထောင်ကြအောင်အဲ့ဒီနောက်မှာလဲကျွန်တော်တို့ စီရံဘူကြီးရင်ရော်ရဲ့စီးရေးတုံးသက်ချက်နဲ့တရင်ထူတွေကိုတင်ဆက်ပြတာကိုကျွန်တော်နဲ့တူပြင်ပြီးတော့နားထောင်ရမှာဖြစ်ပါတယ်ပထမဆုံးကတော့ဘမိုအချင်းနေအခုဘလူးတွေအချင်းနေရှိနေလေအာကျွန်တော်တိုလိုင်းတဖို့တွေဘလူးတွေတင်းပတ်မှုရှိနေလေအောင်ပွေးရလားမရဘူးလားဆိုတာကိုအာတိုလိုင်းရေးဖို့တူပြောပြချက်ကိုကျွန်တော်နဲ့တူနားထောင်ကြည့်ရှုအောင်ပါကဲကျန်တဲ့ချိန်မှာရှင်ရဲ့ 그 방안이요. 괜찮아. 그냥 미국 비밀로 들어온 게요. 여기 내가 핀다. 그냥 내가 알게 되나 싶어. 이제 뒤에 핀의 상황이 사는데 나 얼마나 중요하니. 아, 오늘부터면 백날이 늦게 오마스 용지기가 비워한테 나로 이 전화로 그 보는 걸 나이다니로 영배이야 도배리. 이거 잘 듣고 나는 좀 i fakat e çok bari. Ben bayağı şey bibavi. ဒီကျွန်တော်တို့ကလည်းရောသူစစ်စစ်နေရာမျိုးရောဒီမှာတည်းရဲ့ ကြည့်တယ်မော်ကပုံမှန်ဖြစ်နေတာပြလို့ရှိတာပြလို့စက္ကန့်၃ကနေပြုံးနေတယ်ကျွန်တော်ဒီလေးနေလို့ပြနေတယ်၃0စက္ကန့်7000တော့ဖွာရဲအနေသားလေးရောရှိပါရဲ့ကျွန်တော်အကြောင်းကိုပုံမှန်ထုံးနေတာတိုင်းမှာထုံးသွားတော့ထုံးနေတယောက်ကိုအနည်းဆုံး၄-5ချိန်ကနေအများဆုံးချိန်30လောက်ချိန်ထုံးနေကျွန်တော်ချောလေး တရားကိုအနည်းဆုံးကျေဥ်ဆုံးမလားချင်ရည်ခေါ့ပါစေပြားဆုံးကောင်းပါစေလို့ကိုရှိတယ်ပြောချင်လို့ဒီစီကာချာရလီရနဲ့နေလိုက်လာတယ်နေလိုက်လာပြီးတော့ဒီပွင့်ဆွေလို့ခေါ်တဲ့ကျွန်တော်ပုံချေလီနဲ့ကျွန်တော်တရားတရားကိုအမတ်ချေညနေချင်းကတော့သူ့ပုံမှန်လာချင်းနေရပေါ့တခါလာချင်းတော့အနည်းဆုံးပုံအလုံးရင်3.50ပါပါပါပေါ့ချေရတယ်ဒီကမျိုး 你跟老弟李总在开午茶，董姐，大李总那边玩的急不急啊？了吧？大李总在开午茶，那边在打打电话。李总在开午茶，金丰马路的，大李总在吃茶，吃的厉害了，董姐在开的。你打了个老挂牌，请问你那顾客能说老老平时好不？嗯。啊，最近老多在玩手机啊，你，大，大玻璃啥子啊？你公司啊，就，就打算让你阿婆来我这里玩，怎么着？ ukuphikisana lika mute sikonsita bayisifelane liyane njengoba sizizelo kuthe ke yinyuthi kachini yalo dika ya yakhayo ma khona sengaya kanye ngoku yilo tobisho yolo yabale ko technology itacha new usunga phansi tadi kokololo pokuno shonwa kutusana mathu mayi sikuba hadi hante ane petition of the country kayo ngora nase yakhayo ngoku sikala ကဲဆိုတော့ဒါကတော့ဗမော်မျိုးရဲ့အချင်းနဲ့ဒူကူတန်တက်ပွေဝင်နေတဲ့ရေးဖို့ဒိုလိုင်းရေးဖို့တူရဲ့ပြောပြချက်ဖြစ်ပါတယ်။ဗမော်မျိုးမှာအခုဆိုလို့ရှိရင်တကြုံမြတ်ကိုတင်ပတ်ရရှိရပြီးစစ်ကောင်စီကအာသူတို့ရဲ့အာသာချစ်ဖြစ်တဲ့လေကျောင်း လေကြောင်းကလည်းမနော်လေရင်ဒရုန်းတွေနဲ့အာတုံးပြီးတော့တိုးလေးကိုခုခံနေလို့သိရှိရပါတယ်ဟိုတနေ့ကလည်းရွတ်တန်ဖန်တကူထွက်လာပါတယ်ကျွန်တော်ရေစကန်တွေတင်းပတ်တဲ့ချိန်မှာအာစစ်ကောင်စီတပ်ဖွဲ့တွေတီဆုံးပြီးတော့ပုတ်ပွတ်နေတဲ့အာလုံးဝကောင်းတွေတော့မရှိတော့တဲ့အခြေအနေမျိုးထစ်ကိုရွတ်တန်ဖန်ပါလာတယ်ကျွန်တော်တို့တွေ့ရပါဒီဟာကတော့ဒီမှာတော့ချက်ပြလို့မရတဲ့တွေ့ကြောင်းဒီမှာမထိပ်ပြတော့ဘူးတိုးလေးကိုဇူးရနေတဲ့အခြေအနေမျိုးထစ်ကျွန်တော်တို့လည်းတပ်ဖွဲ့တွေကတက်ခတ်နေပါတယ်သူတို့တွေကအာလုံးဝကို ခုခံနေဆိုမရှိတော့တဲ့ဘင်းအဲ့ဒီတနီနာမှာတို့ရောနီနာမှာရှိနေတဲ့ဦးအိမ်တွေအကုန်လုံးကိုမင်းရှုပ်ဖြစ်စီလိုက်ပါကျွန်တော်တို့လိုင်းတဖို့တွေမဝန်လာအောင်ပေါ့နော်အာဝန်လာလို့ရှိရင်ကျွန်တော်ဒူပြီးတော့မင်းလာအောင်ဆိုပြီးတော့တို့တို့တွေကအကုန်လုံးကိုမင်းရှုပ်ဖြစ်စီဆင်းလင်းလိုက်တယ်လို့သိရပါတယ်ဒီဟာကကျွန်တော်တို့လိုင်းတဖို့တွေရဲ့အာတက်ဘွေကတော့ဒိုလေးကိုပြင်းထန်နေတယ်အခုချိန်ဆိုလို့ရှိရင်တော့ စကောင်စီတပ်ဖွဲ့တွေအာသာချေရှိတဲ့လေကြောင်းကနေပဲအတုံးမြတ်ကိုခုခံနေလို့သိရတာဖြစ်ပါတယ်။ဒါကတော့အာဘုံမောင်မြို့ရဲ့နောက်ဆုံးရတရင်တစ်ခုဖြစ်ပါတယ်။နောက်တစ်ခုကတော့အာမေလာကိုရင်းနဲ့ဗောနော်နန္ဒကင်းဆိုပြီးတော့အာစီဒီအန်ဘူဂျီရင်ညိုရဲ့တင်ပြချက်ကိုကျွန်တော်နဲ့တူနားထောင်ကြည့်ရမှာဖြစ်ပါတယ်။ဒါကတော့အာနေ့လေးပိုင်းမှာကျွန်တော်နားထောင်ရဖြစ်ပါတယ်။ဆိုတော့ဆက်လိုက်အောင်နော်။ကဲ။ရှာပြည်နယ်မြောက်ပိုင်းမှာစစ်စင်ရေးမေမေရရမရှိပဲအေးစင်နေရတဲ့တက်တက်ရှိပါတယ်။ ကိုရခင်ရှေ့ရတွေကဗီဒီတာမှာရောက်နေမလဲဆိုပြီးခံမှန်းခဲ့တဲ့မန္တချီဆိုင်ရွှေနေရလျက်စစ်လုံုံရေးတက်လို့အလွယ်ခေါ်ကြတဲ့အမှတ်144ချီလင်တိုင်ရမဲဖြစ်ပါတယ်။30 29စစ်စင်ရေးနောက်ဆုံးလိုက်မှာ KIA ကချင်လွတ်မြောက်ရေးတပ်မတော်တို့ထံလက်နက်ချခဲ့တဲ့အောင်သတင်းတက်တဲ့ဖက်ပေါ်ခဲ့ပြီးမြဲချမ်းပြည်နယ်မြောက်ဖားမြောက်ဖျားမှာတရတဲ့ကွက်ပြီးကြံနေခဲ့တာဖြစ်ပါတယ်။အင်းဆိုပါတိုင်ရင်ဟာတရုတ်ကုမ္ပဏီတွေကနေလုံုံရေးလုပ်တဲ့စစ်တီမှန်သမျှ တစ်ယောက်ကိုတစ်ရက်လင်တရုတ်ငွေ9ရံပေးတဲ့အခချင်းငွေကိုလည်းရရှိနေတာဖြစ်ပါတယ်။ချက်ချင်းပြင်းနေဗမာဆွေမျက်နှာစာမှာရှေ့ရပိုင်းကလက်နဲ့ချခဲ့တဲ့စစ်တီမီတာစုဝင်160ကျော်ကိုစစ်ပွဲနယ်ပြင်မြို့တွင်းကနေလုကဲအောင်ဆွဲထုတ်နိုင်ခဲ့ပြီဖြစ်ပါတယ်။စစ်တပ်ရဲ့အောင်မြင်ဖြစ်တဲ့ Telegram Channel တွေမှာတော့ယခုဖြစ်စဉ်ကို KIA ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ပူပေါင်းတပ်တွေစုခွာထွက်ပြေးဆိုတဲ့အကြောင်းအရာဖြစ်ပေါ်ပြနေကြပြီဖြစ်ပါတယ်။အင်းညောင်ပိုင်းတိုင်းစစ်တပ်နာချုပ်ဖေးကလည်း အာဂလာခွန်းထဲမှာတော့ MI70 တည်ယူဖို့ဆောင်ရရရင်နစီစတမ်းမိုင်အနေထားနဲ့အသစ်ပြင်ထားရပြီဖြစ်ပါတယ်။အင်းကာမိုင်းကနေဖားကန်ကိုခြိတက်လာတဲ့အင်အားတစ်ထောင်ဝင်းကျင်ရှိစစ်ကြောင်းဟာနိုင်ရအလုံးမှာထပ်ပြီးခြိတွေ့မှုဖြစ်ပါတယ်။ခြိစစ်ဆင်လာတဲ့စစ်ကောင်စီရဲ့တပ်မတ်ကိုယခုတည်းထိစီစစ်နေသေးတာဖြစ်ပြီးဝါရာဆွန်းနဲ့ဒူးလေးပြည်သူစစ်တွေပါဝင်တာကတော့တေချာတလောက်ဖြစ်ပါတယ်။ ကမ္ဘာစိုးဖုန်းကြောင်းနဲ့စူတောင်းတော်မှာယာယီခြေပြုတ်ထားတဲ့စစ်ကြောင်းဟာ KAI ကချင်လွတ်မြောက်ရေးတပ်မတော်နဲ့ပူးပေါင်းဖွဲ့ရဲ့အဟဆစ်ဆင်မှုကြောင့်နိုင်ရဖက်သူပြန်လည်ဆုတ်ခွာသွားပြီဖြစ်ပါတယ်။မြို့တော်လာချိုးမှာတော့ဘိုးကြီးတို့စစ်တပ်ပြန်ရောက်ခါမှလက်စစ်မီလုံးဝမရတော့ဘူးဖြစ်ပါတယ်။မြို့လယ်ကောင်ထိဓမြတိုက်ခံနေရသလိုဌာနဆိုင်ရာဝန်ထမ်းတွေကတော့ညအချိန်သတိထားသွားလာကြဖို့နေ့ခါတိုးတိုးတိတ်တိတ်နေကြဖို့တိုးတိုးတိတ်တိတ်သတိပေးနေကြရတာဖြစ်ပါတယ်။အင်းအင်းအေဒီတရားခိတ်အဝင်ထွက်တွေကိုမနေ့6ည6ကနေမနေ့9 ညခွန်တို့ပြန်လဲဖြေလျှော့ထားကဒေသခံပြည်သူတွေကိုလည်းပေါ်တင်ကြီးဖီအားမပေးဖို့ဝင်ကြီးချုပ်ခရီးစဉ်မှာထဲသွင်းပြောကြားခဲ့တာဖြစ်ပါတယ်။အင်းဘူတိုင်းခြေချမ်းစလုံးကြီးခြေဆိုင်အမှတ်968ခြေမြန်းတိုက်ရင်တိုက်ပွဲအနေထားကတော့စီးနင်းတိုက်ခိုက်မှုယာနှုံးပြီးအောင်မြင်ခဲ့ပြီဖြစ်ပါတယ်။ဒေချောင်းတိုက်ခိုက်မှုလက်နက်ကြီးပြစ်ခတ်တိုက်ခိုက်မှုတွေကြားကနေမိမိတို့ဘက်က6ဦးပေးဆက်ပြီးမှယခုလိုအောင်မြင်မှုကိုရယူခဲ့တာဖြစ်ပါတယ်။ 嗯ဘိုးကင်းမှာလက်နက်ခရမ်းတွေတင်းဆဲယူဆောင်နေတဲ့နေချောင်းတိုက်ခိုက်မှုကြောင့်ထပ်မံထိခိုက်ရတာလည်းရှိနေပါသေးတယ်။အခုလိုမျိုးတိုင်ရဲဌာနချုပ်နဲ့အခိုင်အမာခြေစိုက်စခန်းတွေကိုတိုက်ခိုက်မှုကသာလျှင်စစ်တပ်ကိုအမှန်တကယ်မျက်ဖြူစိုက်စေတာမျိုးဖြစ်ပါတယ်။ရခိုင်ရင်းမှာဘာကုန်းနဲ့ဆက်ဆံရေးဟာမူလတည်းကကောင်းမွန်ခဲ့ပြီးသားဖြစ်ပါတယ်။လက်ရှိအနေအထားကတော့ပွင့်လင်းမြင်သာရှင်းရှင်းရှားရှားမြင်တွေ့ရခြင်းလို့ဆိုရမှာဖြစ်ပါတယ်။ရခိုင်လူတို့ရဲ့ရည်ရည်ချက်နဲ့နိုင်ငံရေးရည်ရွယ်ချက်ဘလောက်တိုင်းတာရှိတယ် ဘလို့ရည်ချင်းရှိရဆိုတာကိုသိတာထင်ရှားစေခြင်းပဲဖြစ်ပါတယ်။အာရခတတော်ဟာနိုင်ငံတကာဥပဒေစံနှုန်းတွေနဲ့အငြင်းဆောင်ရွက်နေကြတယ်အဲ့လိုရှုမြင်ရပြီးအိမ်ကြီးချင်းနိုင်ငံများနဲ့ယခုထက်ကောင်းမွန်တဲ့ဆက်ဆံရေးတွေထပ်မံရရှိနိုင်အောင်မဲ့အလားအလာတွေရှိနေပါတယ်။ချုပ်ရရင်ဘာကောင်းတဲ့နီးကပ်တဲ့ဆက်ဆံရေးဟာဆိုးကျိုးမရှိနိုင်ဘူးဖြစ်ပါတယ်။တော်လန်ပြည်သူများနဲ့ကာဝေးတပ်ဖွဲ့ဝင်များခင်ဗျာ မနေ့ပြန်မေလ10ရက်နေ့မှမေလ15ရက်နေ့အတွင်းမုတ်တုံလေးဝင်ရောက်နိုင်ခြင်းရှိပြီးမြန်မာတိုင်းနိုင်ငံလုံးမိုးရွာသွန်းပြီးလေပြင်းတိုက်ခိုက်နိုင်ခြင်းရှိတယ်လို့ထုတ်ပြန်ကြေညာထားတာမို့အချိန်မီကြိုတင်ပြင်ဆင်နိုင်ကြပါသေးကြောင်းရီပေးတင်ပြလိုက်ရပါတယ်ခင်ဗျာကဲဆိုတော့ဒါကတော့ အာဘူဂျီရင်ရော်ရဲ့တင်ပြချက်ဖြစ်ပါတယ်ဆိုတော့ဒီဟာကတော့အာကျွန်တော်ပြည်သူတွေတရိထားရမယ့်ဟာနဲ့ကျွန်တော်တိုလိုင်းတဖို့တွေအောင်ပွေတွေတင်ဆက်ပြတာဖြစ်ပါတယ်ဘမုံမြောင်အားဆိုလို့ရှိရင်တော့အာတက်မီတာဆိုတဲ့160ကျော်ကအာလင်းနဲ့အာကျွန်တော်တို့တိုလိုင်းတဖို့တွေကဂေထုတ်နိုင်ခဲ့ပြီးတော့သိရပါတယ်ဒါကတော့အာသတင်းအတိအကျဖြစ်ပါတယ်ဆိုတော့ဒီဟာကတော့အာသတင်းထုတ်အနေနဲ့အာပြင်ပြီးတော့သိရှိနေအောင်ဆိုပြီးတော့ကျွန်တော်အာ စီရံဘူဂျီရင်ယောဂျီကဗီဒီယိုကိုပြင်ပြီးတော့ရေရှင်လုတ်ပေးတာဖြစ်ပါလိမ့်နောက်တစ်ခုကတော့ဘောမရက်ကဖက်မှာဘလူးတဲ့အာပွေးစုံနဲ့လဲပွေးကြည့်ရမှာဖြစ်ပါတယ်ဘာလို့ဆိုဘာလို့လဲဆိုလို့ရှိရင်ရုပ်ဖောင်းဟင်းနဲ့ဟိုဘက်ကအာဘသူလဲဘောမဘောမတရားပေါ့နော်အာသူတို့ပွေးဖြစ်နေတယ်ရန်ဖြစ်နေတော့ပေါ့နော်ဆိုတော့တရားကိုကျွန်တော်နဲ့တူနားထောင်ကြည့်အောင်ပါတရားကတော့အာတတော်လေးကိုဟိုဘက်ရက်ကကရုပ်ဖောင်းဆိုလို့ရှိရင်တော့အာအော်မင်းနဲ့ဖြစ်လက်အော်ဘသူလဲမင်းသားကြီးနဲ့ဖြစ်လက်အခု ်မင်းမတရားနဲ့ပြင်ပြီးတော့ဖြစ်နေပြီဆိုတော့ဘလူတွေဖြစ်ပြလေလဲဆိုတော့ကိုကျွန်တော်စောင့်ကြည့်အောင်ဆိုတော့နောက်ထပ်ကြည့်အောင်ငါကဘာကောင်လဲငါနောက်မှာဘသူတွေရှိလဲငါကိုလှုပ်ရဲလို့လားဘသူကအမှုဖွင့်ရဲလဲဘယ်စက္ကန့်ကအမှုဖွင့်ရဲလဲဆိုပြီးအာပေါင်းအာရင်တန်တန်နဲ့လက်တိလက်မောင်းတန်ခဲ့တဲ့အဲသူအခုတော့မမိုးခိုင်ဆိုတဲ့မိန်းမကဘလို့အမျိုးအစလဲဘလို့အဆင့်အတန်းလဲဆိုတာကိုသိရပါမယ်။လက်ရှိရှေ့တန်းမှာတာဝန်ထမ်းဆောင်နေစစ်တီရဲ့အခြေအနေကိုခင်ဗျားတို့မသိဘဲနဲ့ လိုင်းပေါ်ကနေပြီးတော့နော်အဘကကြောင့်ကြီးပုံကြီးကိုနောက်မှထားပြီးတော့အာမချောင်းလေးနော်နော်ဖြည့်ကံဘဝနဲ့အမုန်းခံလူသားအဲ့တော့အကောင့်ပိုင်ရှင်ကိုဇော်ဖုံးဟေးအဲကျမအာကုံတိတ်ခါကိုထိခိုက်စေတယ်ချိန်ချောက်တယ်နော်ဟမ်များတို့စောက်ကူကိုမဆိုင်တာကြောကနော်ခင်ဗျားတို့အဲ့လိုင်းပေါ်ကနေပြီးတော့လေအတန်းရှင်းနေရှားပြီးတော့အာချောင်းလေးတဲ့နော်ဟာမလေးဟမ် ပန်းနံပါတ်358မြင်းဆောင်2025စက်သရေဥပဒေပုံမှ66ဂါကြီးဖြင့်66ဂါကြီးဖြင့်တရားဝင်ဥပဒေနှင့်အညီတရားစွဲဆိုမှုပြုခဲ့ပြီးပါပြီ။ကြက်မပြည့်တဲ့ဘောမရက်ွက်မှာတော့ခွေးအရှင်းရှင်းကြိုက်နေကြပြီးဟုတ်ပြီ။ပြင်ဦးလွင်အာကြီးကိုပါတီယူမိုက်ကယ်ကျော်မြင့်ရဲ့မိန်းမမိုးမိုးခိုင်က66ဂါကြီးနဲ့တရားစွဲဆိုလိုက်ပြီးလို့သိရပါတယ်။อืมจောက်တက်တဲ့အာကြီးတယောက်ဘလို့တွေပြရခတ်နေအောင်မလဲဆိုတာကိုစောင့်ကြည့်ရမှာပါကဲ ဆုံးကြီးရတာပေါ့ကျမရဲ့မိဘပြည်သူတွေအရန်ကိုမျောလင့်စောင့်စားပြီးတော့မျောလင့်တကြီးနဲ့အရန်ကိုစောင့်စားနေခဲ့တဲ့ပွဲလေးပွေးလေးနားရည်စုံစားရဖို့ကြည်ရလားပေါ့ရဝင်းနော်အတီဘေးကြော်ညာပါတော့မယ်ဟုတ်လားဟေးဟုတ်ပြီ why and simple is like youtube account ပိုင်ရှင်ပေါ့ဖြည့်ကံဘဝနဲ့အမုန်းခံလူသားတက်တော့ account ပိုင်ရှင်ကိုစောဖုံဟိန်းဒီကျမအာဂုံတိတ်ခါကိုထိခိုက်စေတယ်ချင်းချောက်တယ်နော်อืม ကျမရဲ့ဓပုံလေးကိုကျမရဲ့ဓပုံလေးကိုပြပြီးတော့ကျမရဲ့ဂုံတိတ်ခါကိုထိခိုက်စေတဲ့အပြုမူအပြောဆိုတွေကျမကိုမယိုင်းဆဲဆိုးစွာနဲ့ပြုတ်လောက်ခဲ့သည့်အတွက်ကြောင့်နော်ဆက်သွယ်ရေးဥပဒေပုံမှ66ဂါကြီးကနေဒီကနေ့ရှေ့ရက်9လ2025နော်တောင်တကုံမြို့နယ်ရန်ကုန်တိုင်းဒေသကြီးတောင်တကုံမြို့နယ်မြို့မရဲစခန်းမှာပနံပါတ်358မြင်းဆောင်2025ဆက်သက်ရေးဥပဒေပုံမှ66ဂါကြီးဖြင့် อือฮึตะมะเตียวินอุเรนี่อญีเตียซ้วยโซหมู่ปุเกบีบาบีเนาะป้านัมเบอร์58ปี2025สัตตะเยอุเรปุ้มมะ66กาจีเนอุเรนี่อญีเตียซ้วยโซแกอหมู่ภွင့်บีบาบีชีเนาะอืมဟုတ်လားတမအရင်တုန်းကလုတ်ခဲ့တဲ့2020ရွေးကောက်ပွဲကာလတုန်းကကျမကအခြေခံလူတန်းစားဘဝမြင်မာရေးပါတီရဲ့အထွေထွေတွင်ရေးမှုအဖြစ် อืมบาดาตนาใต้ผีด้วยอะเยจี้ได้อะฉิ่งมาเนาะชื่อก็นี่มามาแม่แม่ยัดพี่တော့อืมไต่ป่วยဝင်พี่တော့อืมလောက်ခဲ့တဲ့ကျမဒေါ်မိုးခိုင်ကိုကျမရဲ့ပါတီနာမည်တွေဟုတ်လားအခြေခံအခြေခံလူတန်းစားဘဝမြင့်မဒီလိုလူတွေကရှေ့ကနေမမမမရက်တယ်ဆိုတော့ကျမပြီးတဲ့လူတွေကဒီလူမျိုးမမမမရက်တယ်ဆိုတော့တတော်လေးကိုစဉ်းစားစရာနော်အေးပါတီဆိုတဲ့ခေါင်းစဉ်ကျမဒေါ်မိုးခိုင်ရဲ့ပုံတွေကို ဒီ social media သူ့ရဲ့ဒီ YouTube account social media ပေါ်ကနေပြပြီးတော့ကျမရဲ့ဂုံသိခါကိုထိခိုက်စေတယ်ချိန်ချောက်တယ်ဆဲဆိုတယ်ပြုမှုနဲ့ပြုမှုခဲ့သည့်အတွေ့ကျမက66ဂါကြီးနဲ့ယနေ့တောင်တကုံနော်တောင်တကုံမြို့မရဲစခန်းရန်ကုန်တိုင်းဒေသကြီးကနေပြီးတော့ကျမအမှုဖွင့်ရေးတရားဝင်ဥပဒေနဲ့အညီရေးရေးယူမှုပြုခဲ့ပြီးပါပြီဟုတ်လားအင်း ငါကဘာကောင်လဲငါနောက်မှာဘသူတွေရှိလဲငါ့ကိုလှုပ်ရဲလို့လားဘသူကအမှုဖွင့်ရဲလဲဘယ်ဆက်ခန်းကအမှုဖွင့်ရဲလဲဆိုပြီးအာပေါင်းအာရင်တန်တန်နဲ့လက်သီးလက်မောင်းတန်ခဲ့တဲ့သူအခုတော့မိုးမိုးခိုင်ဆိုတဲ့မိန်းမကဘလို့အမျိုးအစားလဲဘလို့အဆင့်အတန်းလဲဆိုတာကိုသိရပါမယ်အဟော့ဘီဟော့ဘီကဲဆိုတော့ဒီကတော့ဘုံမရက်ကဖေးမှာပွေးရှိနေတယ်ဆိုတော့ကိုသိစေချင်လို့ကျွန်တော်တို့ပြင်ပြီးတော့ကြည့်ရတာဖြစ်ပါတယ်ရုပ်ဖောင်းကြီးဆိုလို့ရှိရင်တော့ အာပုံမဖြစ်ဖူးတဲ့လူကဘုံမရက်ကဖက်မှာတက်မရှိတော့ဘူးဆိုတော့အဲ့ဒီငါမင်းဆွေပြီးရင်အောင်မင်းအောင်မင်းပြီးရင်တော့အဲ့ဒီမင်းသားကြီးဆိုတဲ့ကောင်ဆိုတော့ပြီးရင်အဲ့ဒီမှာမင်းမတယောက်ပေါ့နော်သူတို့နဲ့ပွေးတွေကိုစက်တက်ကိုနှွေးနေရတဲ့ယောက်ဖုန်းကတော့ဘလူးတွေဖြစ်မလဲဆိုတာကိုတော့စွန့်ကြည့်ရမှာဖြစ်ပါတယ်ဒီနေ့ဗီဒီယိုကတော့ဒီလိုပါပဲကျွန်တော်ဗီဒီယိုလေးကိုအမေရန်ကြည့်ရှုအားပေးနေကြတော်လိုင်းပြည်သူများအားလုံးကိုလည်းဝေးကြမှာချင်းဆဲချမ်းသာခြင်းနဲ့ပြည့်စုံကြပါစေ